ဖြည်းဖြည်းသုတ်တန်လေးတစ်ခုနားကြည့်အောင်ဘေကွန်လေးဘုတ်ကိုအဖြည့်ပေးထားတာဒါကိုဘဝနဲ့ဆက်ဆက်ပြီးတော့စဉ်းစားလို့ရတယ်လောကမှာလူတွေအတွက်ပြတ်နိုးဝယ်အကောင်းဆုံးပစ္စည်းဥစ္စာဆိုတာဘာလဲအဲ့ဒီမေကွန်မေးတာလောကမှာပြတ်နိုးဝယ်အကောင်းဆုံးဆိုလို့ရှိရင်အဖြည့်မျိုးမျိုးထွက်ချင်းထွက်လာမယ်ဒါတွေကလည်း တချို့ကလည်းစိတ်ကိုအကောင်းဆုံးလို့ယူဆပြီးစိတ်ကိုမြတ်လို့ရတယ်လို့လည်းစိတ်ကအကောင်းဆုံးတခြားကြောင့်တံပရမရာတွေကအကောင်းဆုံးရွှေကအကောင်းဆုံးကိုကြိုက်တဲ့လေဝိရဏတွေအကောင်းဆုံးလို့ဆုံးဖြတ်ကြမှာပေါ့နော်သို့သောအဲ့ဒီအကောင်းဆုံးဆိုတဲ့အရာတွေဟာတကယ်ရောကောင်းသလားလို့ဘဝနဲ့ဆက်ဆက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဘလောက်တန်ရည်ရှိတဲ့ပစ္စည်းပဲဖြစ်ဖြစ်ကဘာမှာတမိုးအကြီးဆုံးစိတ်ကြီးပဲဖြစ်ဖြစ် တူရနောက်ဆုံးထားပြခဲ့ရတာ။ကောင်းတယ်ဆိုတာအတိုင်းအတာလေးတစ်ခုရှိတယ်သူက။အတိုင်းအတာမဲ့ကောင်းတဲ့ဟာမှပိုကောင်းတယ်။အဲ့တော့မြတ်စွာဘုရားကတော့အဲ့ဒီမိကုံးကိုဖျားဘယ်လိုဖြစ်ပေးတော့ဆိုရင်ကုသကောင်းမှုပေါ်မှာယုံကြည်ချက်ဆိုတဲ့တရားတရားဆိုတာကုသပဲ။အဲ့ဒီယုံကြည်ချက်ဆိုတဲ့တရားတရားကောင်းဆုံးပဲ။ တော့မြတ်စွာဘုရားဘောင်းတို့တရားတရားကိုအကောင်းဆုံးလို့ခေါ်တာတော့ဆိုရင်တရားရှိလို့ရှိရင် ခုနစိတ်မျိုးတွေတခုမကဘူးအများကြီးရနိုင်တရားရှိလို့ကုသိုလ်လုပ်လို့ရှင်သူကเนาะကုသိုလ်ကောင်းမှုလုပ်သည့်အတွက်ကြောင့်စัจဝရိမင်းဖြစ်တဲ့အခါဆိုလို့ရှိရင်တကယ်ဗရမယရဏကြီးကဘာမှမရှိတဲ့ဗရမယရဏမျိုးကြီးတွေပါရောက်လာတယ်လေသူစီရောက်လာတာပဲအကုန်အဲ့တော့အကောင်းဆုံးပစ္စည်းတွေအကုန်သူစီရောက်တယ်ဘာကြောင့်ရောက်တာလို့ဆိုသူဟာတရားတရားရှိတယ်တရားတရားရှိလို့ တရာကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါဆက်ကြွေမင်းဖြစ်တယ်ဖြစ်သည့်အတွက်ကြောင့်တမိုးကြီးမားတဲ့ပစ္စည်းတွေမှသူစီရောက်တယ်အဲ့ဒီရှုတော့ငါတွေ့ကြည့်လို့ရှိရင်ထိုးပိုင်ဆိုင်နေတဲ့ပစ္စည်းတွေဥပမာမဲ့တိုက်တာအိမ်မြေချမ်းခြားစည်းစိမ်တွေပိုင်ဆိုင်တဲ့ဗျာပစ္စည်းဥစ္စာတွေဟာတကယ်တော့တခဏလေးပဲကိုသုံးခုသုံးဆွဲခွင့်ရှိတယ်တခဏလေးပါလဲတိုင်းနှလုံးရှိရင်တစ်လုံးပဲနေလို့ရမယ်နောက်တစ်လုံးကဒီတိုင်းပိတ်ထားအောင် <laughs> ကိုပိုင်တယ်လို့သာပြောတာကားနှစ်စီးရှိတယ်တစီးပဲရှိရနော်ဒီတိုင်းထားရမှာပဲကိုနားမှာကိုသုံးနေတဲ့ဟာတစ်ခုပဲကို့အတွက်တကယ်အတ္တမိုးရှိတာဂျန်တဲ့ဟာတွေကတကယ်တမိုးမရှိလူတွေပဲစဉ်းစားကြည့်ပတ်စံဘလောက်ချမ်းသာချမ်းသာသူ့ကိုနေစဉ်ထမင်းကျွေးနေတာပေါက်ကမန်နီကကျွေးနေတာဟုတ်တယ်မို့လားအိတ်ထဲမှာရှိတဲ့ပက်ဆိုင်ကကျွေးနေတာလေဖန်ထဲမှာတင်ထတာတွေတို့ယင်းဒီမြုံနံထတာတွေတို့ကသူ့ကျွေးတာမဟုတ် ဒါပေမဲ့ကျွေးနေတဲ့ပိုက်ဆံအပေါ်တဲ့ခုနက နောက်ခံလှုပ်ထားတဲ့ခုခေပြောရင်ယင်းနှမြုံနှံထားတဲ့ပစ္စည်းတွေတို့ကိုယ်ထမင်းကျွေးနေတာမဟုတ်တဲ့ပစ္စည်းတွေတို့လူတွေကစိတ်ကအဲ့ဒီပုံမှာပို့ပြီးတော့အလေးပေးတယ်ဒါစဉ်းစားကြည့်ရတာပြောတာနော်စဉ်းစားကြည့်ရင်အဲ့နိုင်နောက်ခံပစ္စည်းတွေပုံမှာလူတွေကငါချမ်းသာတယ်ဆိုတဲ့မမနာလေအဲ့ဒီပုံမှာတက်တာအဲ့ထဲမှာရှိတဲ့ ဒီတမှုတွေဆိုပါစို့ပတ်စံကိုထမင်းကျွေးနေတဲ့ပတ်စံပေါ်မှာလူတဲ့တလောက်ကြီးဟိုတည်းမဖြစ်ဘူးပသိမ့်ထားတဲ့ပစ္စည်းတွေပေါ်မှာသွားပြီးတော့မမနာတက်နေအဲသိမ့်ထားတဲ့ပစ္စည်းတွေကကိုမသုံးမသုံးသမျှကိုတည်းမှာတကယ်ကတော့နောက်ခံအနေနဲ့မနာတက်เสียလောက်ပဲထားတဲ့ဘောမျိုးဖြစ်နေကိုကိုတကယ်နေစင်တဲ့အမြလိုအပ်တာတွေကိုဖြည့်ဆွေးပေးနေတာပေါက်ကက်မှာနေပဲအဲ့ထောင်ထဲမှာရှိနေတဲ့ပတ်စံပဲ အဲ့တော့အဲ့ဒီအိတ်ထောင်ထဲမှာရှိတဲ့ပိုက်ဆံကိုတော့လူတိုင်းလူတိုင်းဟာသိပ်ပြီးတော့အလေးနဲ့ကြည့်မထားကြဘူးပေါ့နော်အဲ့တော့အဲ့ဒါလို့ပဲဘုန်းကြီးတွေတွေကဒါပစ္စည်းဥစ္စာပေါ်မှာလည်းပဲကိုယ့်ကိုစဉ်းစားကြည့်မယ်ဆိုရင်တန်ဖိုးရှိဆုံးပစ္စည်းဟာဘယ်ဟာဖြစ်တဲ့လဲလို့ရှုတော့မျိုးစုံကကြည့်လိုက်လို့ရှင်မြတ်စွာဘုရားရဲ့အဖြေဖားတော့တခြားအဖြေတွေကဟိုတကယ်အများနဲ့တမောရှိတယ်လို့မဆိုနိုင်ဘူးလို့ ဖုံးဘုံတော့အဲ့လိုသဘောကျတယ်နော်ခိတ္တခဏလေးတွေကြီးပဲအလုံးဟာပါအကြီးပဲပိုင်းပိုင်းငွေကြေးတနာဘလောက်ပဲချမ်းသာချမ်းသာပြီးထားသွားကြတယ်အခုပဲလောလောဆယ်ဆယ်ဖုံးဘုံတို့သတင်းတွေကြားလိုက်ရတယ်နော်တည်ဆုံးသွားတဲ့ပုံကိုယ်တွေကသူတို့ပိုင်ဆိုင်မှုတွေရှိကြတာပဲရှိကြတာအကုန်ထားသွားကြရှာတယ်နော်ဘာတစ်ခုမှယူဆမသွားနိုင်ကြအောင်အဲ့တော့တဝေကလည်းဖြစ်เสียပါ့ မြတ်စွာဘုရားဟောတဲ့ဟာတာမှန်နေလို့တတိတဝိဒ္ဒံပုရိသတ္တသစ္ထာလောကမှာအကောင်းဆုံးချီးမွမ်းမွယ်အကောင်းဆုံးပစ္စည်းဥစ္စာဟာတရာတရားပဲတရာတရားဆိုတာယုံကြည်တယ်လို့ဘာသာပြန်တော့လဲဘုန်းကြီးကသဘောကျတာတော့ကုသိုလ်ကောင်းမှုအပေါ်မှာစိတ်ဝင်စားနေတာစိတ်ဝင်စားတာစိတ်ကြည်နူးတာကုသိုလ်လုပ်ချင်တဲ့စိတ်တွေဖြစ်နေတာအဲ့ဒါဟာယုံကြည်ချက်လိုပဲခေါ်ခေါ်ဆုံးဖြတ်ချက်လိုပဲခေါ်ခေါ် တရားဆိုအဆုံးဖြတ်ချက်ပဲကုသိုလ်လုံးတဲ့နဲ့သူဆုံးဖြတ်တာဒါတရားပဲမှားတော့သူ့ရောမလို့အဓိမောက္ခလို့တခါတခါသုံးတယ်ဆုံးဖြတ်တာတရားထက်လာပြီဆိုရင်ဒါလုတ်ကလုံးအောင်မယ်မလုံးလို့မရဘူးဆိုတော့တွန်းအားဟာသူ့ဆရာရတာနော်ဥပမာနေ့စဉ်တရားထိုင်နေတယ်ဆိုတော့တရားထိုင်ကိုထိုင်အောင်မှာဆိုတော့ရှုံးချချက်ကသူ့မှာရှိသူကတွန်းပေးနေသူတွန်းပေးလို့ဝိရိယလည်းပဲလုတ်ပြရတာသူတွန်းအားရှိသည့်အတွက်ကြောင့် ဲ့တော့တတ္တာဆိုတဲ့ယုံကြည်ချက်ဒီကုသအလုံးကိုဖိတ်ခေါ်ပေးတာဖြစ်တော့ကြောင့်သူရှိလို့ရှင်အလုံးပြီးတယ်။တမန်လောကိကိစ္စမှာပတ်ဆက်ရှိတဲ့ပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာတွေမျိုးစုံရနိုင်တယ်လို့တရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာလောကမှာရှိတဲ့စိစိမ်ချမ်းသာတွေအစင်မြင့်တဲ့ဘဝတွေအလုံးကိုရောက်နိုင်တယ်လို့ဆိုလို့ဥမာပဲလူဘဝလူချမ်းသာလည်းရနိုင်တယ်၊နတ်ဘဝနတ်ချမ်းသာလည်းရနိုင်တယ် ဇန်တရားအထုတ်ပြီးတော့လည်းပဲတရားဥဆောင်လို့ရှိရင်ပြမပြေလည်းဖြစ်နိုင်တယ်နောက်ဆုံးနိဗ္ဗာန်လည်းရနိုင်တယ်ဆိုရယ်ဒီလောကမှာအစင်တန်းမြင်မာတဲ့အခြေအနေတွေအလုံးကိုတရားတရားကရှေ့ဆောင်ပြီးလှုပ်သွားတဲ့ကုသတရားတွေနဲ့ရနိုင်တာဖြစ်လို့မြတ်စွာဘုရားကတတ္ထိတဝိတံပုရိသတသစ္ထံလို့ဒီဖြည့်ရှင်းချက်ဒီအဖြေကို ပေးတာဖြစ်တယ်။နော်ဒီရတစ်ခု တကယ်အဲ့တော့ကိုယ့်ရင်ထဲနှလုံးထဲမှာတကယ်မှတ်သားထားပြီးငါတို့ထိမ့်သိရမှာတော့တရားဆိုတဲ့စိတ်ဝင်စားမှုပဲကုသိုလ်ပေါ်မှာဆုံးဖြတ်ပြီးဒါလောက်ကိုလောက်အောင်ပဲအလုပ်ပဲလို့စိတ်ထဲမှာရှင်ထဲမှာဆုံးဖြတ်တာတဲ့တရားဟာအရေးကြီးဆုံးပဲလို့ဒါတို့အတွက်တမိုးချီမာဆုံးကောင်းကျိုးချမ်းသာတွေအလုံးကိုယူဆောင်ပေးမဲ့အမြတ်ဆုံးသောနှစ်သက်စရာကောင်းဆုံးသောပစ္စည်းဥစ္စာပဲလို့သူတို့ဆိုလိုရပါတော့နော် နောက်တစ်ခါလူတွေမျက်နှိုးတဲ့ချမ်းသာဒုက္ခလူတွေမျက်နှိုးတဲ့ချမ်းသာဒုက္ခကိုဘယ်သူကပေးနိုင်တော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခတွေလောကလူတွေကချမ်းသာဒုက္ခမျိုးစုံလိုချင်ကြတယ်လိုချင်တဲ့အခါဘာလို့ကြတော့ဆိုရင်ချမ်းသာဖို့ပတ်စံရဖို့ကြိုးစားကြတယ်နာမည်ရဖို့ကြိုးစားကြတယ်အမျိုးစုံကြိုးစားကြတာအဲ့လိုကြိုးစားလို့ ဒီကြိုးစားမှုကြောင့်ချမ်းသာဒုက္ခတွေမရကြဘူးလို့ဆိုရပါတယ်ထိုင်တဲ့လျောက်အဲ့ဒီမဲ့ကိုရလာတဲ့ချမ်းသာဟာတခါတခါကျတော့ခြေနဲ့ဆရာမကောင်းတဲ့ဟာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့ဥပမာမဲ့အောင်းနိုင်လို့ချမ်းသာတာပေါ့ရှင်ပြိုင်ပြီးတော့အောင်းနိုင်လို့ချမ်းသာတာဒါလည်းထာဝရချမ်းသာတဲ့ချမ်းသာမျိုးမဟုတ်နိုင်ဘူးသူကခက်တခဏလေးပဲအောင်းလုံးလို့ပဲချမ်းသာတယ်အဲ့ဒီ ရှင်ပြိုင်ပြီးတော့ကိုကြိုးစားလို့ရလိုက်တဲ့ချန်ပီယံပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ဒီဟာတွေကလည်းတခဏပဲတစ်ချိန်တစ်ခါပဲသာဝရပိုင်ဆိုင်တာမရှိဘူးဘယ်သူမှကမ္ဘာတမိုင်းအာဂဒဘဲမှာជីជីပဲဘဲမှာជីជីသာဝရပိုင်ဆိုင်ထားတာဆိုတာမရှိဘူးနောက်ဆုံးမှလက်လွဆုံရှုံးတာအဲ့တော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးနိုင်ဆုံးကဘာလို့ဆိုလို့ရှင်ကိုကိုယ်တိုင်ရှင်းသုံးတဲ့ ကုသကမ္ပဋ္ဌာတရား၁၀ပါးပဲတဲ့ဓမ္မောသူစိတ်တော့ဒုက္ခမဝေတိကိုကိုယ်တိုင်ကသူများတဲ့မတတ်ဘူးရှောင်ကျင်နေသူများဆံမခိုးဘူးသူတော်သားများပြစ်မှားတယ်ဆိုတဲ့အလုပ်ကိုမလုပ်ဘူးဆိုတဲ့ကာယကံကိုထိမ့်သိမ့်နေဝစီကံလေးပါးကိုထိမ့်သိမ့်နေဘယ်တော့မှလိမ်မပြောဘူးမဆဲဘူးတုံးနဲ့တူဒီမတည့်အောင်ဂုံတိုက်တာမလုပ်ဘူးအကျိုးမဲ့တဲ့စကားတွေမပြောဘူးဆိုပြီးတော့ဝစီကံထိမ့်လိုက်တယ်တော့ နောက်တစ်ခါသူများပစ္စည်းကိုရလိုမှု လောဘမရှိဘူးသူတော်ဘာကိုပျက်စီးစေလိုမှုဒေါသမဖြစ်ဘူးကံကံဤကျိုးကိုညှင်းပယ်တဲ့မိစ္ဆာဒိဋ္ဌိမရှိဘူးကံကံဤကျိုးကို လက်ခံယုံကြည်တဲ့ဆယ်အဲ့ဒီကုသကမ္မဗရတရား7ပါးကိုပြပြဝဝကျင့်သုံးလိုက်မယ်ဆိုလို့ရှင်အဲ့ဒီကုသကမ္မဗရတရား7ပါးကရယူပေးတဲ့ချမ်းသာဒုက္ခဟာတည်မြဲပြီးတော့အကောင်းဆုံးဖြစ်တဲ့ချမ်းသာဒုက္ခမျိုးကိုရတယ်လောကမှာလည်းအကောင်းဆုံးချမ်းသာရနိုင် နော်ဘဝချမ်းသာဆိုလို့ရှိရင်လည်းဒီချမ်းသာအကောင်းဆုံးပဲဖြစ်တယ်လို့အဲ့ဒီကနေဆင်းပြီးတော့အခြေခံပြီးတော့နိဗ္ဗာန်ချမ်းသာကိုလည်းသူကရနိုင်တာမို့မြတ်စွာဘုရားကဓမ္မောသူစိန်နောဒုက္ခမဝေတိကိုယ်ကိုယ်တိုင်ကောင်းကောင်းကျင့်သုံးအပ်တဲ့ကုသကောင်းရတရား7ပါးသည်တရားရည်လိုချင်တဲ့ချမ်းသာဒုက္ခကိုကိုယ်စီကိုဆောင်းဆောင်းယူလာတယ်ဒုက္ခတွေကိုကိုယ်စီယူလာတယ်လို့ဒုက္ခအဝဟတိ ကိုယ်စီကိုတဲလာတယ်ဒါကိုအင်္ဂလိပ်စကားမှာ brain နဲ့ take take ဆိုတခြားယူသွားတာ brain ဆိုကိုယ်စီတဲလာတာကြာကိုယ်စီတဲလာတာနော်ဒီချမ်းသာဒုက္ခတွေကိုဘယ်သူကတဲလာတော့ဆိုရင်ကောင်းစွာကျင့်သုံးရတဲ့တရားကနေကိုယ်စီတဲလာမယ်အဲ့တော့လောကမှာကောင်းစွာကျင့်သုံးလိုက်မယ်ဆိုရင်ချမ်းသာဒုက္ခကိုရှုဆောင်ပေးနိုင်တဲ့တရားကဘာလို့ဆိုရင်ကုသကမ္မပရတရား၁၀ပါလို့မြတ်စွာဘုရားဖြေတယ် ဒါအကောင်းဆုံးဖြစ်လို့မြတ်စွာဘုရားအဲ့လိုဖြေတာเนาะဒီဟာနောက်တစ်ခုကတော့လူတွေရဲ့အရသာခံရတာရှိကြတယ်တချို့ကချိုကြိုက်တယ်တချို့ကအချင်ကြိုက်တယ်တချို့ကအဆက်အငံဆက်တဲ့ဖြင့်အရသာတွေမျိုးစုံခံစားကြတယ်အဲ့ဒီအရသာတွေထဲမှာဘယ်အရသာပဲဖြစ်ဖြစ်တနေ့ကြလို့ရှိရင်တော့ကြိုက်တာကလည်းမကြိုက်တာဖြစ်ရောက်ချင်ရောက်သွားမယ် ကိုဒုက္ခပေးတာဖြစ်လေရောက်ချင်ရောက်သွားနေတယ်။ရှာပေါ်မှာခံစားရတဲ့အရာသာတွေဟာဖေးအရာသာမှမမြဲဘူးတဲ့။အကောင်းဆုံးရတာဘာလို့ဆိုရင်မှန်သောစကားကိုပြောဆိုခြင်းပဲ။ရှာနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးသောအရာသာသည်အမှန်ကိုပဲပြောဆိုခြင်းပဲ။သစ္စာနော်။ဝစီသစ္စာဆိုတဲ့အမှန်တရားကိုပြောဆိုခြင်းဟာနှုတ်နဲ့ရရှိတဲ့ထင်ပဲအကောင်းဆုံးပဲလို့ဆက်ဆိုပြ သစ္ဆံဝေတာထုတရံရတနာရှာနဲ့ရရှိတဲ့အရာတွေအားလုံးထဲမှာသစ္စာဆိုတဲ့အမှန်တကားဟာအကောင်းဆုံးပဲလို့ဒီအဖြေကိုဖြေတာဖြစ်တယ်ပေါ့နော်အဲ့ဒါလို့ဒီလောကလူတွေသိချင်တဲ့မိဂွန်းတွေမျိုးစုံရှိတဲ့ထက်ပဲမြတ်စွာဘုရားကတရားလမ်းကြောင်းနဲ့မဝေးအောင်တကယ်လဲစစ်မှန်တဲ့အဖြေတွေကိုဟိုအဖြေပေးတာပဲဖြစ်တယ်ပေါ့ နောက်တစ်ခါလောကမှာလူတွေဟာဘဝမှာအသက်ရှင်ကြတယ်။ဘုန်းကြီးတို့တွေလည်းဘဝမှာအသက်ရှင်နေတယ်။အဲ့တော့လူတိုင်းလူတိုင်းဟာဘဝမှာအသက်ရှင်နေကြတာ။အဲ့ဒီဘဝမှာအသက်ရှင်နေတာဟာဘယ်နည်းနဲ့အသက်ရှင်တာကောင်းသလဲ။အာစီးပွားတွေအောင်မြင်ပြီးတော့ကုမ္ပဏီကြီးတွေထူထောင်ပြီးအသက်ရှင်တာကောင်းတာလား။နော်။စီးပွားရေးလုပ်ငန်းကြီးတွေအောင်မြင်ပြီးတော့အသက်ရှင်တာကောင်းသလား။အာပစ္စည်းဥစ္စာတွေအများကြီးပိုင်ပြီးတော့အသက်ရှင်တာကောင်းသလား။ အဲတကယ်ကိုတက္ကနိုလော်ဂျီဟိုသိပ္ပံဆရာကြီးလောက်ပြီးတော့သိပ္ပံပညာရည်တွေဖြန့်ပြူးပြီးသက်ရှင်တာကောင်းသလားဘယ်အသက်ရှင်မှုကအကောင်းဆုံးလဲဆိုတာကိုဒီမေကွန်းလေးတက်လာတဲ့အခါကျတော့အဲတော့ကောင်းတယ်ဆိုတာဘယ်လိုကောင်းတာလဲနော်သက်ရှင်မှုရှင်ဒီလူတွေကအမျိုးမျိုးရှိတယ်အဲသက်ရှင်မှုရှင်ဒီတွေကဘယ်သက်ရှင်မှုကအကောင်းဆုံးလို့စဉ်းစားကြည့်လိုက်စဉ်းစားကြည့်လိုက် ကိုချိုးသူချိုးနှမျိုးလုံးရှိရမှာတော့ကိုချိုးသူချိုးနှမျိုးလုံးရှိရမှာကိုချိုးကြည့်လည်းမကြည့်နဲ့သူများချိုးကြည့်လည်းမကြည့်နဲ့အဲ့တော့ကိုကစီးပွားအောင်မြင်တယ်ဆိုလို့ရှင်အလုံးအောင်မြင်မှုတွေဟာအခိုက်အတန့်တခဏမျှသာဖြစ်တယ်အသက်ရှင်မှုဟာတည်သောရနဲ့တပြိုင်နဲ့ဒီဘဝဒီခဏဆုံးသက်သွားတဲ့နဲ့တပြိုင်နဲ့သူ့အတွက်ကဘာမှမရဟိုမရှိတော့ဘူးတလောက်ကြီးမရှိတော့ဘူးเนาะ အဲ့တော့မြတ်စွာဘုရားရဲ့အဖြေကပါတော့စေပညာဖြင့်အသက်ရှင်ခြင်းဟာအကောင်းဆုံးဆိုပညာနဲ့အသက်ရှင်နေဆိုတာဘယ်လိုဆိုလို့ရတော့ဘဝမှာနေစဉ်နေတဲ့ထိုင်တဲ့အခါမှာအတိရှိရှိတတိရှိရှိနဲ့တမိုးရှိရှိနေထိုင်တတ်တဲ့ပညာနဲ့စဉ်းစားပြီးတော့အသက်ရှင်တာအကောင်းဆုံးပဲတော့စီးပွားဥစ္စာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဝိကြေတနာကြွယ်ဝသည်ဖြစ်စေမကြွယ်ဝသည်ဖြစ်စေနေစဉ်မှာ အတိတရားနဲ့အသက်ရှင်တို့ဆိုလိုတာပေါ့နော်အတိတရားမရှိဘဲနဲ့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာတွေတော့ပေါ်ခြင်းပေါ်လိမ့်မယ်တခြားကိစ္စတွေအောင်မြင်မှုတွေရခြင်းရလိမ့်မယ်ဒါပေမဲ့လို့သူ့ရဲ့အသက်ရှင်မှုဟာတန်ဖိုးရှိတာမဟုတ်တော့ဘူးပေါ့တန်ဖိုးမရှိဘူးပေါ့အဲ့ဒါကြောင့်မို့လို့တန်ဖိုးရှိရှိ အကောင်းဆုံးအသက်ရှင်မှု ရရှိဖို့ရာအတွက်ကြတော့ဘာဟာအရေးကြီးဆုံးတော့ဆို 毕业品在前面，毕业品在前面是啦。哥哥，哥哥来鸟，哥哥，我真想要。天降米了，你来来，你别念。但没事也睡觉了，多少来来，你别念。哎，你别念呢，你是不干嘛？成功多嘛？干嘛？ သက်ရှင်ရရုပ်မြင်တ်တယ်လို့သူတို့ဆိုတာနော်အဲ့ဒါမြတ်စွာဘုရားဝိတ္တတုတ်ဆိုတဲ့တုတ်တန်တစ်ခုမှာအမေးနဲ့အဖြေဟောကြားထားတာဖြစ်တယ်မေးတဲ့ပုဂ္ဂိုလ်ရဲ့မေးခွန်းကိုမြတ်စွာဘုရားကခုလိုဖြေရှင်းထားတာဆိုတော့အလုံးပြန်ပြီးတော့ခြုံလိုက်မယ်ဆိုရင်ဘုန်းကြီးတို့တွေခုလူဘဝအသက်ရှင်နေတဲ့အချိန်မှာ ငါဒီအကောင်းဆုံးပစ္စည်းဥစ္စာကိုရရှိပြီလားအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာတရားတရားပဲငါစီမခိုင်မရလားဒါကိုစဉ်းစားပြီးတော့မရသေးရင်ရအောင်လုပ်ရမယ်ရရင်လည်းပို့ပြီးတော့တွတ်တဲ့အောင်လုပ်ရမယ်ပြီးတော့ချမ်းသာဒုက္ခကိုတကယ်ပေးနိုင်စွာရှိတဲ့ကုသကမ္မပရတရား၁၀ပါးရောငါပြည့်ပြည့်ဝချင်းသုံးပြီလားနော် ဒီအရသာတွေထဲမှာအကောင်းဆုံးအရသာကိုငါရရှိပြီးပြီလားအမှန်သောစကားကိုဆိုခြင်းဖြင့်ဘယ်တော့ခါမှမူတာမဆိုဘဲနဲ့မှန်တာကိုပြောဆိုခြင်းဖြင့်အကောင်းဆုံးသောအရသာကိုငါရရရှိခံစားပြီးပြီလားဆိုတာအဲ့ဒါတွေစဉ်းစားပြီးနောက်ဆုံးငါအသက်ရှင်နေတာဆိုပါစို့ကိုယ်အသက်ရှင်နေတာလူ့ဘဝရလာတဲ့အခါမှာ အနှစ်20အသက်ရှင်နေနှစ်30အသက်ရှင်နေနှစ်40 50 60 80 80ဆိုရလို့အသက်ရှင်ကြတဲ့တည်းပဲကိုယ်အသက်ရှင်တဲ့အချိန်မှာတတိမေးလျော့ပြီးအသိပညာမရှိဘဲနဲ့ဘဝကြီးကိုဖြတ်သန်းလာတဲ့အချိန်တွေကမြားတော့ငါအခုအသက်ရှင်နေမှုဟာအသိပညာနဲ့အသက်ရှင်တာရောငါမှာဖြစ်ကြလားမဖြစ်သေးရင် ဖြစ်အောင်ကြိုးစားဖို့ ဒီနေ့ကနေစပြီးတော့အသိပညာနဲ့အသက်ရှင်အောင်ငါကြိုးစားမယ်လို့ကိုစီကိုစီနှလုံးသွင်းပြီးချစ်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း